စကိုင်းလိုင်းတပင်းမြို့နယ်အင်ဘုတ်ကြည့်ရမှာဗိုလ်စေးရပကဖအဖွဲ့ကတရွာလုံးအတွက်350တမိသားစုကိုတသိန်းခွဲကောက်ခံနေတယ်လို့ဆိုပြီးတော့အဆင်မပြေတဲ့ရွာသူရွာသားတချို့လည်းရှိနေကြတယ်လို့ဒေသခံပြည်သူတချို့က TM Media ကိုပြောပါတယ်မထနာနေတဲ့တော့ကတော့၃ရက်ခွဲပြီးကောင်းမှာလို့ပြောတယ်။အဲထနာနေတဲ့ကတော့ချက်ချင်းထဲတာပေါ့။တိန်တော်ရင်တသိန်းခွဲ။အဲအဲ့ဒီလုပ်ငန်းတွေကတော့ငွေကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလုပ်ငန်းတွေကတော့ဘာမှမလုပ်ရတယ်။အခုမှငွေရကောက်သေးပဲရှိသေးတာ မကြည့်ပြတဲ့သူတွေရှိတယ်လို့ကြည့်ပြတဲ့သူလည်းရှိတာပေါ့ကြည့်ပြတဲ့သူကတော့ချက်ချင်းထက်ရတယ်မကြည့်ပြတဲ့သူတွေကတော့သူတို့ကောင်းမှာပဲထင်မှာအငွေကြီးရတော့ခက်ခဲတာပေါ့အခုအချိန်ကမျိုးကစကားပေါ်ချင်းပြီးနှံပေါ်ချင်းမဟုတ်ဘူးလေအဲ့ဒါကြောင့်ခက်ခဲတာပါအဲ့ဒါကြောင့်လည်းသဘောမတူတဲ့သူတွေရှိတာပေါ့အမတန်နဲ့သူတွေကအသုံးရွက်ခွဲပြီးတော့မှာအကြီးကအုံထုံးနဲ့ကြီးကအင်းကြီးကတော့ရွာအပွက် ရှေ့တန်းထွက်မဲ့လူကသူတို့၁၀ယောက်စင်းလောက်ထားတယ်လို့ပြောတယ်အဲ့၁၀ယောက်စာပေါ့၁၀ယောက်စာဆိုတော့၁၀စုံပေါ့အုတ်ထုတ်ရဲအင်းကြီးရဲပေါ့ဘူဇီယာအဖွဲ့ကရွာအပေါ်ကောင်းကင်တာတွေရှိပေမဲ့အခုဒီချိန်မှာတော့ငွေကြေးမတက်နိုင်တဲ့အတွက်ကြောက်လို့သာထည့်ရကြရမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးသူတို့အနေနဲ့အတင်းကျပ်လှုပ်ဆောင်တာမရှိဘူးလို့ပတ်ကားဖအကောင်းဆောင်ဘူဇီယာကတုံ့ပြန်ဖြေရှင်းပါတယ်။ ကျွန်တော်တို့ကြီးပါမှာဒီဘတ်သုံးရန်နေရာလေပတ်ပါလေဗျာပါကဖပါလာဖပါအပါအဲ့ဒီမှာကျွန်တော်တို့ကြီးပါကြီးစုအုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ရကြီးပါကဖရောရကြီးပါလာဖရောအင်အားစု၅စုကျွန်တော်တို့အစည်းအဝေးထိုင်ကြတဲ့အခါမှာအုပ်ချုပ်ရေးအဖွဲ့ကရကြီးပါကလူပဲချက်ရှိရင်တင်ပြပါပညာရေးအလိုအချက်ရှိရင်ပြပြပါဆိုပြတဲ့အခါမှာဒီကြောင့်အနေရကာဝယ်ဖို့ဆရာဆရာမတွေကဘုံခုချင်းတောင်းဆိုပါတယ် အဲကျွန်တော်တို့ကလည်းဟိုစီးလေ့ကျင့်ဖို့အတွက်ကျွန်တော်တို့ရှေ့တန်းနေတိုက်နေတဲ့အခါမှာကျွန်တော်တို့မှကြီးကားအထုတ်လည်းမရှိဘူးကြီးကားလည်းမရှိဘူးရှိဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကပြင်ပြလိုက်ပါတယ်ပြင်ပြတဲ့အခါမှာရကြေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းတို့ရွာကားလူတွေကမင်းတို့ကျောင်းကကလေးတွေနဲ့ရဲဘော်လေးတို့မင်းတို့လူအပ်တာပြောစီပြီးပြောနေတယ်ကျွန်တော်တို့ပြည်သူ့အုပ်ချုပ်အဖွဲ့အနေနဲ့ကြားရတယ်ဒီအဲ့တော့ပြင်ပြင်ပြီးမှအဲ့တော့မင်းတို့ရဲ့အချက်ကိုလူတွေကိုပြင်ပြမယ်ပြည်သူလူထုနဲ့မင်းတို့ရဲ့လူအပ်ချက်တွေကြားဖို့မင်းတို့ကတင့်တော်တယ်လို့ညီနေ မဲဆိုပြီးဂျီဒီအိုချွေဖယ်ပြောပါတယ်။အပြောတဲ့အခါမှာကျွန်တော်တို့ကဆရာတို့တည်းတဲ့ပုံစံမျိုးဟိုဘလောက်ပေးရမယ်၊ခဏလေးပေးရမယ်၊အရစ်ကြတွေပေးရမယ်၊မဖြစ်မနေပေးရမယ်ဆိုတာမျိုးတွေလည်းလုံးဝမကျင့်သုံးပါဘူး။ကျွန်တော်တို့အေးအေးစီစီပဲအဆင်ပြေတဲ့သူအဆင်ပြေသလောက်လာလူရမှာ။ပမာဏဘလောက်ဆိုရအမျိုးတတ်မလိုက်တာမျိုးလည်းမဟုတ်ဘူး။အငွေကြေးတည်းဆုံးတဲ့သူကကျွန်တော်တို့9000လူပဲရှိတယ်။9000လူရှိတယ်။အသိန်းလူပဲရှိတယ်။ဒါပေမဲ့အဲ့အရာတွေအားလုံးကိုကျွန်တော်တို့က ငွေလည်းမကင်ွယ်ပါဘူးကြာကျွန်တော်တို့ကဓာရီကူတနက်နဲ့လိုက်ကောက်တာမျိုးလည်းမရှိဘူးအာနာကြတာလည်းမရှိဘူးလက်ရောင်းလူတန်းနဲ့ငွေကိုအုတ်ချွေဖွဲရထင်းသေးပါလေအုတ်ချွေဖွဲကဒါကတော့ပညာရေးအတွက်အသုံးပြုပါဒါကတော့တာဝန်ရေးအတွက်အသုံးပြုပါဆိုပြီးတော့အပြည်သူ့အုတ်ချွေဖွဲကကျွန်တော်တို့ကိုစီစဉ်ပေးပါတယ်အဲအဲ့ဒီထဲမှာဒုတိယချက်အနေနဲ့တနက်ရှင်းတန်းနေပါလေဆိုတဲ့နေရာမှာလည်းကျွန်တော်အဲ့ဒီအချိန်တုန်းကလည်းပြည်သူ့အုတ်ချွေအဖွဲကကျွန်တော်တို့ရည်ကြီးပါကားဖားမှာလက်နက်ငယ်မရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကအရင်ကရှိတဲ့လက်နက်ငယ်ရောရဲဘော်ရောကျွန်တော်တိုက်ပွဲမှာကြားသွားတယ်လက်နက်တွေလည်းခွေးနောင်မှာပါသွားတယ်အဲ့ဒီအတွက်ကြောင့်မို့ မင်းတို့ကတနက်မရှိဘူးဆိုပြီးတော့ပြည်သူ့ရွှေရီဖွေကရှိရွာကနေအလူခံပြီးတနက်ဝယ်ပြီးတယ်။အဲ့တနက်တွေကိုလည်းစရင်စရားနဲ့စနစ်တကျကြီးရွာတီတူလူလူလူတိုင်းတူတိုင်းစီရှိမှတရင်ရှင်တန်းလည်းပေးခဲ့ပြီးသားဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ရွာရဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့ကြားမှာလည်းဘာအဲဒါမှလည်းမရှိသလိုဘာပြဿနာမှလည်းမရှိပါဘူး။ဟုတ်ကဲ့ကျွန်တော်တို့ကိုပြောတဲ့ဒေသခံဟိုရွာသားကတော့ဘိုးစရာတို့ဖွဲ့ကနေပြီးတော့ရရွာအကျိုးပြု ဟိုလုတ်ကင်ပေးတာလည်းရှိတယ်ဆိုတာကို तू ကအသိမှတ်ပြုပြီးတော့ကြတော့ပြောပါတယ်ဒါပေမဲ့လည်း तू ကဟိုတသိန်းခွဲစီကိုကျေးတက်ပြီးတော့ तू ကကောက်နေတယ်လို့ဟိုအဲ့လိုမျိုးပြောပါတယ်အခုပိုစီယာပြောတာကတော့အဲ့လိုမျိုးကျေးပြစ်ပြီးတော့ကောက်တာမရှိဘူးဆိုတော့အဲ့တော့ဟိုကျေးပြစ်ပြီးတော့ကောက်တာမရှိဘူးဟိုကိုတက်နိုင်တဲ့လောက်ထဲ့နိုင်တယ်ဆိုတာကိုအခုဘိုဇီယားကနေပြီးတော့ဟိုတရားဝင်ကြေညာပေးလိုက်တယ်လို့အဲ့လိုမျိုးဆိုလို့ရပါသလားဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်ဆရာနားလည်အောင်ပြပြပြရရရင် ဟိုဂျေးဘလောက်သတ်မှတ်တယ်ဂျေးဘယ်ပြီးသတ်မှတ်တယ်ဆိုတဲ့အနေထားမှာကျွန်တော်တို့ဘက်ကဖအနေနဲ့ငွေရောက်ဆက်ဆက်ခြင်းမျိုးမရှိပါဘူးဗျ။ဒီလိုအချို့ကြီးအဖွဲကနေတော့ခြေတန်းအဲ့လိုတသိန်းခွဲဆိုပြီးတက်မလိုက်တာမျိုးတော့မရှိဘူးအဲအဲ့လိုမျိုးကုတ်ကြားဈေးကိုတိုင်းတာကြည့်မယ်ဆိုရင်အဲတူကိုတသိန်းတသိန်းခွဲထည့်မယ်ဆိုရင်တော့အဲရဲဘော်လေးတွေလည်းသင်ပြရဲပညာရေးကကလေးတွေအတွက်လည်းသင်ပြဆိုပြီးဒီလိုအချို့ကြီးဖွဲကနေပြောလိုက်တာမျိုးတော့ရှိရဲ့ ကျွန်တော်တို့အဝေးအဖွဲ့အနေနဲ့တော့ဘလောက်ထည့်ရမယ်ဘယ်ပြီးထည့်ရမယ်ပမာဏဘလောက်သတ်မှတ်ရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့သတ်မှတ်ထားတာမျိုးတော့မရှိဘူးဗျာဟုတ်ကဲ့ဗျာဟိုသူတို့ကအခုချိန်ကဟိုတိနံပေါ်ချိန်လဲမဟုတ်သေးတဲ့အတွက်ဟိုတချို့လူတွေမှာဟိုတော်တော်လေးအခက်ခဲရှိတယ်လို့သူကအဲ့လိုမျိုးပြောပါတယ်အကယ်၍များဟိုတချို့ကဟိုကြေးရွာတွေမှာတိတ်ဆင်းရတဲ့လူတွေဟိုရှိကြတယ်လေဟိုမြေမရှိရမရှိတဲ့လူတွေလည်းရှိကြတယ်နောက်ပြီးတော့ဒီကာလမှာကုံစင်းတော့ကလည်းတိတ်ကြည့်တယ်ဆိုတော့အကယ်၍များ ဟိုတပြားမှမထက်နိုင်ဘူးဆိုတဲ့သူမျိုးရှိခဲ့မယ်ဆိုလို့ရှိရင်ဟောဟိုပိုစီရတို့အနေနဲ့အဲ့ဒါကိုအဲ့လိုလူတွေကိုဘယ်လိုသဘောထားမလဲခင်ဗျကျွန်တော်တို့သဘောထားရောအုတ်ချူကြီးဖွဲ့တဲ့သဘောထားရောလူညုံကြီးဖွဲ့တဲ့သဘောထားရောပညာကြီးဖွဲ့တဲ့သဘောထားရောကျွန်တော်တို့ရွာမှာလူမှုဖွံ့ဖြိုးရေးလုပ်တဲ့ကလာကားကောင်းတို့ရမ်းမီရဖတ်တို့စေရင်ကောင်းတွေရဲ့သဘောထားကကျွန်တော်တို့ဒီလိုရွာရဲရဲရေးအတွက်လူအပ်တဲ့အလူငွေတွေအယူခံရတဲ့အခါဆိုရင်ကြဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတွေရဲ့မိခင်တွေမိဘတွေအိမ်ဆိုရင်လည်းကျေးရွာအတွက်အယူမခံပါဘူး ခုတိုက်ခိုက်နေတဲ့တိုက်ခိုက်ရဲဘော်တွေရဲ့မိသားစုဝင်တွေဆိုရင်လည်းအတူမခံပါဘူး။မိသားရေးစီးပွားရေးချိုးတက်နေတဲ့မိသားစုဝင်တွေဆိုလည်းကျွန်တော်တို့ကအလူမခံပါဘူး။အဲ့တော့အဲ့လိုမျိုးချိုးတက်တဲ့သူမှအလူမခံတာမဟုတ်ဘူး။ပြည်လေပြည်စုံနေပြီတော့ညာလေကျွန်တော်တို့ကလူလူရမယ်မလူရင်ရွာကျင်မယ်လို့ဘာလို့ဆိုတဲ့အာမျိုးလည်းမတုံ့နှုံးတယ်လို့အစင်ကြီးတဲ့သူကလူတယ်။မက်တဲ့လူတဲ့ကျွန်တော်တို့အနေနဲ့ကတော့အာပြောအာနာလည်းအတော့မပြူဘူး။ဒီပစ္စည်းဖွဲ့ရလည်းအတော့ပြူဘူး။အဲအစီအမမလူလို့ ်အာဖြစ်မညာတက်တာမျိုးလေးဘုံမပြူအဲ့ဒါမှပေါက်ခန္ဓာမျိုးလေးမရှိဘူးအဆင်ပြေရင်လှူလိုက်ပါမလှူပါနဲ့ဆိုရဲအနေထားနဲ့ပဲသွားပါတယ်ကြဆရာဆိုတော့ဟိုဒီကာလမှာကဟိုတော်လိုင်းရေးအဖွဲ့စည်းရမှာကလည်းအခက်ခဲအမျိုးမျိုးရော နောက်ရမုံငွေအခက်ခဲရောအမျိုးမျိုးရှိတယ်လို့ပဲဟိုပြည်သူလူထုမှာကလည်းအော်စာဝတ်နေရေးအခက်ခဲ၊ကုန်စည်နှုန်းအခက်ခဲ၊စသဖြင့်အခက်ခဲတွေကလည်းတိတ်ကြီးတယ်ဆိုတော့ဒီဟိုပြည်သူလူထုနဲ့ဟိုတော်လိုင်းရေးအဖွဲ့တွေကြားထဲမှာ ဟိုအဆင်ပြေညီညွတ်မှုရှိအောင်ဟိုဘသူကဘလောက်ထက်မယ်ဆိုတာကိုပြည်သူလူထုအများကနေပြီးတော့ဟိုသူတို့ဘာသာသူတို့စီဝေးဆုံးဖြတ်တာမျိုးအဲ့ဒါလိုမျိုးတော့လုံးလို့ဖြစ်နိုင်သလားဟိုဘာပဲပြောပြောလေဟိုအခုလိုမျိုးအတန်ထွက်လာတယ်ဆိုတော့ကြတော့ဟိုတချို့သူတွေမှာအခက်ခဲရှိလို့တချို့သူတွေမှာမကျေနပ်မှုရှိလို့ထွက်လာတယ်ဆိုတဲ့သဘောမျိုးတော့ရှိပါတယ်ခုဘိုးစရာတို့ပြောတာကလည်းဘိုးစရာတို့ဘက်ကဟိုဒါအတတ်နိုင်ဆုံးအဆင်ပြေအောင်နဲ့ဟိုမျှတမှုရှိအောင်လုပ်ထားတယ်လို့အဲ့လိုဟိုဆိုပါတယ်ဆိုတော့အဲ့လိုပြဿနာမျိုးတွေကိုဘယ်လိုနည်းနဲ့များဖြေရှင်းမလဲခင်ဗျ ဟုတ်ကဲ့ဆရာဒါကတော့ဟိုကျွန်တော်ရဲ့ကိုယ်ဟန်အမြင်တွေရောကျွန်တော်တို့ရဲ့ပုံစံတွေရောကျွန်တော်တို့ပြောပြပါမယ်ဆရာဒီကျွန်တော်တို့ဒီကြည်လက်ဒေတာမှာတော့ဆရာရဲ့ဟိုတကယ်ကိုတေဝကြီးဝတေဝမှာစားရတောက်ရအခက်ခဲဖြစ်လောက်အောင်ထိခက်ခဲတဲ့မိသားစုကတေဝမှာငုံလေးဥစ္စာများပြားတဲ့အနေထားတော့မရှိပါဘူးဗျာဆရာရဲ့အဲပြီးတော့ဘာဖြစ်လာတော့ဆိုတော့တော်လန်ရေးရေချင်းမြင့်လာတာနဲ့အမြကျွန်တော်တို့ပြည်သူလူထုလည်းတွေ့ရမယ်ဆိုရင်လူကြီးလေးပါလေဗျာ ဒေါ်လာကြီးမကောင်းနဲ့ဒေါ်လာကြီးအဖွဲကမကောင်းဘူးလူကမကောင်းနဲ့ဘယ်သူကမကောင်းဘူးဆိုတာမျိုးကြီးအဲတိကျပါတယ်တိကျတဲ့အခါမှာအစင်းပြည်တယ်လူရဲ့မှန်တယ်တမိုင်းမှန်တယ်ဆိုတဲ့အဖွဲလူလူရဲ့မှန်ဖို့မှုစောင့်ရှောက်မှုလည်းရပါတယ်အဲတချက်ရှိတာတော့ဆရာတို့စီကိုဆက်သွယ်လာတဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်ဟာတာဝန်ခံတယောက်အနေနဲ့သဘောထားပြည်ပြင်ကြီးနဲ့ပုတ်ခတ်ခြင်းမျိုးတော့မဟုတ်ဘူးကျွန်တော်တို့ကြီးပါမှာတော့အဲမိသားစု၃စုလောက်ကတော့ကျွန်တော်တို့ရဲ့ဖြစ်မှုတိုင်းကိုလိုက်လံတိုက်ခိုက်နေတဲ့မိသားစုမျိုးတော့ရှိပါတယ် အဲအခုလိုမျိုးမီဒီယာကနေတိုက်ခိုက်လာတာတော့ဒါပထမဦးဆုံးကြီးပေါ့ဗျာဘလိုကိစ္စငယ်ကိစ္စအသေးလေးတွေတော့အဲရပ်ပန်ရခဆိုလိုရပ်ပန်အတွင်းမှာတော့ဖြစ်နေကြပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီတော်လိုင်းရင်းမှာပြည်သူမရှိရင်ဘာမှလုပ်မရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဟာပြည်သူထောက်ခံမှုနဲ့ပဲရက်တည်ရတာပါပြည်သူမထောက်ခံမှုဆိုတဲ့အချိန်မှာကျွန်တော်တို့တနက်တည်းလက်ဆောင်ရှိပါစေရက်တည်လို့မရပါဘူးဗျာအဲ့တော့ကျွန်တော်တို့အခုရက်တည်နေတဲ့ကျွန်တော်တို့ရဲ့ရန်ရာအားလုံးကလည်းပြည်သူထောက်ခံမှုနဲ့ရက်တည်နေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ချီတူနဲ့ရဲဘော်ကြမှာဘာတွေစီးကပ်ဖို့လိုလို့ဆိုရင်ကျွန်တော်တို့တော်လန်ရေးကသွေးအေးမသွားအောင်အမြဲတမ်းသပိတ်တရားတွေဆွေးမြေးဖို့လည်းလိုတယ်။လူလူနဲ့တော်လန်ရေးကြမှာရက်တရားတဲ့ပုံစံနေခြင်းလည်းအဲတူညီတဲ့ခါကျတော့အကျိုးကြောင်းကိုအမြဲတမ်းလိုပြောဖြစ်တယ်ကျွန်တော်တို့ရွာမှာဆိုရင်အလူပွဲရှိတယ်မင်္ဂလာပွဲရှိတယ်နာရီရှိတယ်အလူပွဲညတွေမှာဆိုရင်တရွာလုံးစုပြီးတော့ယူနေတောက်ကြရင်းနဲ့ရွာအကျိုးရဲ့ဂျူတိုင်းပြည်အကျိုးကြီးပြောကြရင်းနဲ့ဘလို့လုံးကြမယ်ဘလို့ပါဝင်ကြမယ်ဘလို့ထပ်ဆောင်ကြမယ်ဆိုတာရင်းအမြဲဆွေးနွေးကြပါတယ်အခုကျွန်တော်တို့တသိန်းခွဲဖြစ်သွားတယ်ဆိုတဲ့ဖြစ်စဉ်ကလည်း ကျေးပါပြည်သူလူထုကကျွန်တော်တို့အဝန်ကျင်ကဒေါ်လာရင်းအင်အားစုဒီမှာခြေကအင်ကြီးအုပ်ထုတ်ပါတယ်ကျွန်တော်တို့ခြေရန်ပြန်တဲ့ခါမှာမပါရကနေကျွန်တော်တို့ကရင်းနှီးဝိုင်းကနေဆက်မိပြီးတော့မင်းတို့ရောလိုချင်လားလို့မေးလို့ကျွန်တော်တို့ကလည်းအမှန်တိုင်းပြောပြီးကျွန်တော်တို့လိုအပ်ပါတယ်လို့ပြောရတာကနေပြည်သူတွေကနေပြီးတော့တို့ရရဲ့အင်ကြီးရှိတဲ့ပမာဏနဲ့ဒီလိုဒီလိုမျိုးဆိုရင်ကလေးတွေရောပညာရေးတွေရောအဆင်ပြေရဲဆိုပြီးတော့ပြည်သူလူထုကအုတ်ချွေးကိုပြင်ပြတာအုတ်ချွေးအဖွဲ့ကနေပြီးတော့မှတင့်တော်ကြီးမတင့်တော်ကြီးစဉ်းစားပြီးတော့ ကဲဖြစ်တင်ဖြစ်တော့ဖြစ်ကြလို့ဆိုတာမျိုးအုပ်ချုပ်ရေးဖွဲ့ကနေအကြီးကဥဆောင်ဆောင်ရဲ့ပေးတာဖြစ်တယ်။ဒီအခင်းကျင်းမှာပကဖကျွန်တော်တို့တာဝယ်ရေးအနေနဲ့ခေယာတို့ကဘယ်လိုလုပ်ပါခေခန်းကဏ္ဍပါဘယ်လိုအာဏာပြတာမျိုးကျွန်တော်တို့ဆောင်ရွက်တာမျိုးမရှိဘူးဆရာ။